ကျွန်တော်အိတ်စယုံကနေထွက်လာတဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်ချလိုက်။ငါသည်၎င်းငါမိသားစုဝင်သည်တကောင်နောက်နောက်မပွေမချင်းဘရောမပြည်သူစယုံနေမသွားတော့အာတန်နေတန်ချလိုက်။အဲ့တော့ဒီဗီဒီယိုလေးရဲ့ယူရချက်ကတော့ဒီလောက်ပဲ။ဘရောမလည်းပြဿနာရှာမှလည်းမဟုတ်ဘူး။ဘယ်ဟုံမလည်းအတိုင်တော်တွေထူမှလည်းမဟုတ်ဘူး။မင်းတို့ဆရာဝန်တွေကတပြားဆရာဝန်တွေ ဘောလာဘာဖြစ်တယ်ညာဖြစ်တယ်သိရမှာအောက်မှာလာဆဲတာအဲဒါဆဲတဲ့ခါကျရင်အော်ဒီလူတွေဝလုံးရှင်နဲ့တင်းကြုံပြီးရိုက်လေခြင်းပေါ့နော်စိတ်ကမကောင်းဖြစ်တာပေါ့လေကိုကတော့ medical fee အချင်းချင်းအမေဒီနေ့ကစပြီးတော့လာဆဲလို့ရရတယ်အတော့ရတယ်ကိစ္စမရှိဘူးကျွန်တော်ကျွန်တော်အဲ့လိုဆဲလို့ကျွန်တော်နာမည်တို့ခင်ဗျမထင်နဲ့တော့ဘီလာအားလေးပြောခြင်းကဲကျေးဇူးပဲ What's up guys မင်္ဂလာပါကဲ bro ရဒီ video ဖိုင်ကတော့ ဆရာဝန်တွေကိုပြည်သူတွေကဘာကြောက်ခါတိရတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့မှဒီဆရာဝန်ကြီးနေ့တရားကတော့သူတွေ့ကြုံခဲ့ရတဲ့အအဖြစ်ပြက်တစ်ခုနဲ့အနှင်းရှင်ပြီးတော့မှဆရာဝန်ကိုပြည်သူတွေဘာကြောက်မုန်းကြတာလဲဆိုတာကိုလာပြောပြထားတာပါဆိုတော့ view finding ကတော့တကယ်လည်းဘုဒ္ဓရာဇေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒုလိုက်ပါကြည့်ရှုဖို့လည်းဖက်ခေါ်လိုက်ပါစေ Okay so let's go အရင်တော့ကလေသိလားလိုင်းပေါ်မှာဆရာဝန်တွေတခုခုပေါ့နော်အမားတခုခုလုံပြီးလို့ရှိရင်လူတွေကတည်းကဝိုင်းကြိတ်တာမြင်မကောင်းအောင်ဝိုင်းကြိတ်တာဝိုင်းကြိတ်တဲ့ခါကျတော့သိမှာကိုဩဩပေါ့နော်ဘလို့များဖြစ်လို့လဲပေါ့လေနော်ဒါလေးတခါလေလူလဲအမားရှိတာပဲပေါ့လေဘာလို့မခွင့်မလွတ်နိုင်အောင်တော့လောက်တော့ဝိုင်းကြိတ်တာလေပေါ့သိမှာအဲ့လိုမျိုးခံစားမိတယ်ပေါ့လေကိုကတော့ ဘဝလူတွေချင်းဗျာဆရာဝန်ချင်းချင်းဘယ်လိုပြောရမလဲသူများတက်ပို့ပြီးတော့စာနာတဲ့သဘောရှိတာဗောဗျာဟုတ်ပေါ့ရှင်းရှင်းဆိုတော့เนาะဒါပေမဲ့ဗျာအခုကကျွန်တော်သဘောပေါက်သွားပြီဗျာတိလာဘာလို့ဖြစ်လို့လူတွေကဆရာဝန်တွေကိုတော်တော်ချင်းနေလဲဆိုဗောဒီလိုဗျာတိလာဒီရက်ပိုင်းမှာဖြစ်တာမနေ့ကကျွန်တော်တပီးကမနက်ကဖြားလို့ဆိုပြီးကျွန်တော်မိန်းမကိုကျွန်တော်ဒီအထူးကဆရာဝန်ကလေးအထူးကဗောဗျာတကယ်အဘိုးဆေးဟိုမှာအကြီးဆုံးပဲသူ့ဆေးကိုကျွန်တော်တပ်ပြခိုင်းလိုက်တာ တော့ပြန်ကန်နေတဲ့ခါကျတော့ကလေးကဖျားတယ်ချောင်းဆိုးတယ်ပေါ့ဗျာအဲနွမ်းနေတာပေါ့အဲ့နဲ့ပြန်ကန်နေတဲ့ခါကျတော့သူကလက်ကိုသွေးလုံးတုပ်ကွေးစစ်ကြည့်တဲ့ခါကျတော့သွေးလုံးတုပ်ကွေးကပေါ်နေတယ်အဆက်လေးတွေပေါ်လာတော့ဗျာလက်မှာကျွန်တော် hashtag စစ်တယ်လို့ခေါ်တယ်အဲ့နဲ့အဲ့လိုပေါ်တဲ့ခါကျတော့သူတောက်ဆေးတွေဘာတွေပေးပြီးတော့ပြန်လှုပ်လိုက်တယ်ဗျာကလေးကချောင်းလဲတော်တော်ဆိုးနေတယ်ပေါ့အဲ့နဲ့အိမ်ပြန်ရောက်တော့ညကျတော့အံ့နေပေါ့လေ အန်ပြီးတော့ဖေဖေတဲ့ဘိုက်အောင်နေအဲ့လိုပြောတဲ့အခါကျကျွန်တော်ကသွင်းလို့တုတ်ကွေးအန်နဲ့ဘိုက်အောင်နေဆိုကျွန်တော်မကြိုက်တော့မကြိုက်တော့တဲ့အခါကျကဲအဲ့ဆိုရင်ငါတို့အဲအဆင်မပြေဘူးပေါ့လေရန်ကုန်သွားကြမယ်ပေါ့ရန်ကုန်သွားကြမယ်ဆိုတော့ကျွန်တော်တို့ကစဉ်းစားလိုက်တယ်ကျွန်တော်ညီရလည်းဆရာဝန်ပဲညီအရင်ဘယ်သွားကြမလဲပေါ့နော်ငါတို့ဘယ်စီးအောင်သွားကြမလဲဆိုတော့အစကတော့ဟိုထုခုစီးအောင်ပေါ့ဗျာတလားဟုတ်လူတွေပြောတယ်ပတ်စံစီးအောင်ပေါ့ပတ်စံစီးအောင်ပေါ့မလို့ဒါပေမဲ့ကျွန်တော်ညီကုန်ညီအောင်တိုင်ပင်လိုက်ရတဲ့အခါကျတော့ ဒီချိန်ဆိုရင်ပေါ့နော်ညမှောင်နေပေါ့ဗျာ7နာရီ8နာရီ7နာရီဖြစ်နေဒီချိန်ဆိုရင်ငါတို့ပတ်စံဈေးုံသွားရင်ပတ်စံဈေးုံမှာ MO ပေါ့နော် Medical Officer လို့ခေါ်ပါဗျာလက်ထောက်ဆရာဝင်ပေါ့များတော့ပြီးတော့ကြောင်းပြီးကစားညီလေးဝင်လောက်ကြတာများတယ်များတဲ့ခါကျတော့သူတို့ပဲရှိမှာပေါ့လေရှိမဲ့ခါကျတော့ဟိုတိတ်ဘယ်လိုပြောရမလဲစင်မပြေဘူးပေါ့နော်စိတ်ရဲမှာကိုသမီးဆိုစိတ်ပူတာလည်းပါတာပေါ့ဗျာသူတို့အတင်သေးတာမဟုတ်ပါဘူးကျွန်တော်တို့လည်းဒီဘွားပဲဖြတ်တန်းခဲ့ရတာပဲအတွေးကြုံနေယူခဲ့ရတာပဲလေအဲ့တော့အဲ့နဲ့ ဟုတ်ပြီအဲ့ဒါဆိုရင်ငါတို့ဘယ်သွားကြမလဲဆိုတော့ကန်ဆိုးကျင်တော့ကျွန်တော်ကကျွန်တော်ညီရောနှစ်ယောက်စလုံးကရန်ကင်းကလေးဆေးအောင်မှာဟောက်စာကျင်ဆင်းခဲ့တာလုံးတင်ဆရာဝန်ပေါ့ဗျာကျွန်တော်တို့ဆင်းခဲ့တော့က2018လောက်ဖြစ်မှာပေါ့ကျွန်တော်ညီကကျွန်တော်နှစ်နှစ်ငယ်ဆိုတော့တော့2020ဝင်းကျင်ပေါ့ဗျာကျွန်တော်အဲ့မှာအများကြီးအမတ်တရားကောင်းတွေရှိတယ်ဗျာ ACO မသိလားဟိုဘယ်လိုပြောရမလဲအရန်ပျော်စရာကောင်းတယ်ဟောက်စာကျင်ဆင်းတော့ဆိုအရန်လဲဆေးရောမိုက်တယ်အဲ့ဒါနဲ့အိတ်သွားမယ်ကွာလို့ ဲ့မှာဆိုရင်ငါတို့ငါ့အမေရောဟောက်ဆိုင်ရင်ဆင်းခဲ့ဆိုအဆင်ပြေတယ်ပေါ့လေပြီးရင်အဲ့မှာဆိုရင်အထူးကုဆရာဝန်လည်းရှိညာပိုင်းတာဝန်ကြားရဲ့အထူးကုဆရာဝန်သွားမယ်ကွာလို့အေးစီဟိုပတ်စံစီယုံမှာဆိုဒီချိန်ဆိုရင်လက်ထောက်ဆရာဝန်တွေပဲရှိမှာကွာညနေပိတ်စံစီယုံလည်းဗျာကျွန်တော်ကဗျာဘာဖြစ်လို့ဆိုကျွန်တော်ကကျွန်တော်ကိုယ်တိုင်လည်းအထူးကုစီယုံမှာအမိုလုပ်ဘူးတဲ့အကြောင်းပြပြခါစားဆိုဘာလို့ဆိုကျွန်တော်တို့ကဥပမာညဘက်လူနာလာရင်ကျွန်တော်တို့လောက်ရတဲ့ရိုးကရှားရတယ်ကျွန်တော်တို့ကကျွန်တော်တို့အထက်အရာရှိပေါမောက်ခါကြီးကိုလိုင်းဖုန်းစိတ်အစီရင်ခံရတာအမကြီး အဲလူနာတယောက်တော့ရောက်လာတယ်ဒီလိုဒီလိုဒီလိုပဲကျွန်တော်အဲ့ဒါကိုမကြိုက်ဘူးကျွန်တော်ကဖြစ်စေချင်တာဗျလူနာတယောက်ရောက်လာရင်နားနဲ့နှကြက်နဲ့လူနာရဲ့ရင်ဘက်ကလာတဲ့အပံကိုနားထောင်စေချင်တာဗျာစဉ်းစဉ်ဖြစ်နေတာကျွန်တော်စံတာအဲ့ဒါဆိုကျွန်တော်ဟိုကရောက်သွားတယ်ရန်ကင်းကလေးစေးကိုရောက်သွားတယ်ရောက်သွားတော့အဲ့ဒီမှာအရေးပေါ်ဌာနမှာကံကောင်းကျင်တော့ तू က2016ကဝယ်ရတဲ့ batch ကျွန်တော်2019ကဆိုတော့အာ easy peace ပေါ့ဗျာ အဲ့ပြောပြလိုက်တော့ဟုတ်ပြီတဲ့အဲ့ဆိုစောင့်ကြည့်ရပိုကောင်းတယ်တဲ့သူကလက်ခံတယ်လက်ခံပြီးတော့ကျွန်တော်ကိုအပေါ်ကဘောတင်ပေးလိုက်တယ်ပေါ့ဗျာဆေးုံတက်မနေရတင်ပေးလိုက်တဲ့ခါကျတော့သူထုံးစံတိုင်းပေါ့မေးတာပေါ့မေးတဲ့ခါကျတော့ဆရာဝန်ကဖြေရနော်ဆရာဝန်ကျွန်တော်ဖြေတယ်ကျွန်တော်ကျွန်တော်အမျိုးသမီးကအရက်သားဆိုမဖြေတတ်မှာဆိုတော့ကျွန်တော်ဖြေရဖြေတဲ့ခါမှာကျွန်တော်တေချာပြောတယ်ကလေးကချောင်းဆိုးတယ်ဆိုတာလူနာကို ကျွန်တော်မပြောရင်တော့ကျွန်တော်သမီးတအုံးချောင်းနေစိုးနေတာဗျာပွင့်လင်းပြောရင်တော့ဗျာနမိုနီးယားပေါ့ဗျာဒီစောက်ရောင်နဲ့လက္ခဏာပေါ့ဗျာရှင်းပါတယ်နမိုနီးယားနဲ့အဲကျွန်တော်တို့ဒီလက်ကိုစစ်တဲ့သွေးလုံးတဝေးပေါ့နော်လက်ကိုသွေးပောင်တိုင်းတဲ့ဟာနဲ့ပတ်စစ်တဲ့ဟာဆိုတော့ကျွန်တော်ကအဲစိတ်ပူသွားတာပေါ့ဗျာနှစ်ခုမြန်တွဲဖြစ်နေရလားဆိုပြီးတော့အတိချပြောပြတယ်ချောင်းစိုးတယ်ပါညာပါတယ်ကျွန်တော်ပြောတယ်တဲ့မှာအဲအဲ့ဒါနဲ့အော်ဟုတ်ပြီတဲ့အဲတာဝန်ကြားတဲ့ဆရာဝန်လည်းအဲဟုတ်ပြီလေးတဲ့ အဲပြီးရင်ကျွန်တော်ကိုကျွန်တော်လည်းဆရာဝင်ပါဆိုတော့ကျွန်တော်မိတ်ဆက်တယ်ဘာလို့မိတ်ဆက်လဲဆိုတော့ဗျာသိတယ်မလားဗျာဥမာဆိုရင်ဟိုကျွန်တော်တို့ဒီတူတဲ့လောကသားတွေอ่ะဗျာဥမာထားပါတော့ဥစားပေးမလားပေါ့ဌာနဆိုင်ရာဝင်နေနေဆိုလေတယောက်တယောက်ဘတ်ရှင်းတူရင်လှုပ်ရှင်းတူရင်တယောက်တယောက် respect ပြည့်ရှိတယ်ဗျာကျွန်တော်ကျွန်တော်သမီးကို view size ကြီးလို့ပြောပြရအောင်အဟုတ်ပါပြီအဲဆိုလှုပ်ပေးပါမယ်ဘာညာဘာညာဆိုပြီးတော့ကျွန်တော်ကိုကျွန်တော်တို့ကျွန်တော်နဲ့ကလေးနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဟိုကသွေးလုံးတုတ်ဝေးအခန်းထဲကိုထည့်ထားလိုက် တွဲလုံးတော့ကိုသွေးဖောက်စစ်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဆေးရုံရောက်တော့၈နာရီကြာကြာလောက်ရှိပြီပေါ့မနဲ့နော်ဆရာဝန်အကြီးတွေမရောင်းခင်အထီကိုဘယ်သူမှသွေးပေါင်လာမတိုင်းဘူးတညာလုံးအဖျားလဲတာမတိုင်းဘူးစိတ်တော့မကောင်းဘူးပေါ့ဗျာနော်ဒါမဲ့လို့အော် အလုတ်တွေများတယ်ဗောဗျာနော်အေးအလုတ်တွေများလို့နေပါပါနားလေကလေးလည်းကောင်းလာပြီနော်ကိုလည်းမိနာမှာရှိနေတဲ့အခါကျတော့အေးဗောလေသူတို့အလုတ်တွေများနေလို့ဗောဘာလုပ်ပေးတာလဲဆိုတော့ပလင်းလုံးကိုနှိမ့်နှိမ့်နဲ့ဖြည်းဖြည်းနဲ့ဗျာကျွန်တော်ဒရစ်ဆက်လို့ခေါ်တာဗောဒါတွေကရပါတယ်ဒါတွေမမမေ့လေအေးပလင်းတစ်လုံးချိတ်ပေးတာလေကက်နေနေနဲ့တညာလုံးတောင်းလာမကြည့်ဘူးဗျာသူရောလည်းမတားဘူးအပြားလည်းမတားဘူးဘာမှလည်းလာပြီးတော့ဟိုမှာမဖြစ်ဘူးဆေးတွေကကျွန်တော်ဗာကျွန်တော်ပါလာတာပါရာစီတမောအေးတို့ဗာတို့သိလား အကျွန်တော်ကကျွန်တော်ကိုယ့်ဘာကိုယ်ပဲကုနေတာပေါ့ဗျာစိတ်ဟုတ်မှာကိုယ့်ဘာကိုကုနေရတဲ့သဘောပေါ့ပြီးလဲပြီးရောဘလို့ဖြစ်လဲဆိုမနှက်ကြတော့ကျွန်တော်ညီလာပြီးတော့သူလက်ထောက်တာပဲဆရာဝင်ပဲအဲလာပြီးတော့မေးပြီးတော့မဟုတ်သေးဘူးနော်တဲ့ရအောင်နဲ့သူ့လိုတော့ဝေးအဖြေထွက်လာတော့ပဲသူ့စစ်လာသူ့လိုတော့ဝေးအဖြေစစ်တော့လေမပြဘူးသူကသူ့နှက်ချက်လေးထုတ်ပြီးတော့အဖြေမပေါ်ဘူးပေါ့ဗျာသူ့လိုတော့ဝေးစစ်သူ့လိုတော့ဝေးမဟုတ်ဘူးပေါ့ ူနှစ်ချက်လေးထုတ်ပြီးတော့ခလေးရဲ့အဆုပ်ကိုသူကနားထောင်ကျွန်တော်ကနှစ်ချက်မေ့ကြံခဲ့တယ်ဗျာပွင့်လင်းပြောရင်တော့ညာအမေအလောတကြီးထွက်လာတာဆိုတော့သူနားထောင်မဖြစ်အောင်နဲ့ခလေးရဲ့အဆုပ်မှာတော့တဲ့ဖြစ်အောင်နဲ့ကျွန်တော်ရှူး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 မိရဗျာဒီအဆုပ်လေးပြုံလေးရောင်တဲ့အတန်ပေါ့ပြီးရင် crabs လို့ခေါ်တယ်အင်္ဂလိပ်လိုကတော့ကျွန်တော်အဆုပ်ထဲမှာချွဲတန်ရေတန်တွေပေါ့ဗျာအဲ့ဒါကြီးကြားနေရတယ်အဲ့ဒါကြီးကြားနေရတယ်အဲ့နဲ့ကျွန်တော်က ဟုတ်လားပြင်းစမ်းမကွာဆိုမင်းနဲ့ချက်ပြီးပြီးကလေးကိုနားထောင်လိုက်တော့ပထမစတင်လိုက်တာနဲ့အဲ့အတိုင်းကြီးကကြားနေတယ်။နမူနီယလက္ခဏာပေါ့ဗျာ။အဲ့နဲ့ကျွန်တော်ကအဲ့ကြတော့မှကျွန်တော်ချက်ကိုလေ။ဘာလို့ဆိုဗျာကျွန်တော်ကကြတော့ယုံကြည်မှုနဲ့အလုပ်လုပ်တဲ့လူဗျာတိတာချက်ကိုကျွန်တော်ညတော့ကသိချမကြည့်မိဘူး။ဘာဖြစ်လို့လဲဆိုတော့အော်သူတို့ကိုယုံနေလေ။ဆရာဝန်အချင်းချင်းလဲဂယူဆိုင်လိမ့်မယ်လို့လဲထင်တယ်လေထင်တဲ့အခါကျတော့တော့ကမကြည့်မိဘူးချက်ကိုချက်ဆိုလူနာမှတ်တမ်းပေါ့ဂရင်လူနာဂရင်ချေးရင်မှတ်တာ အဲ့လူနာမှတ်တမ်းကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာလုံးဝ shock ဗျာလူနာရဲ့အဆုံးမှာတဲ့ဘာတမ်းမှမကြောက်ပါဘူးအလုံးရှင်းပါတယ်ဆိုပြီးမှတ်တမ်းထည့်တာကျွန်တော်တော်တော်ဒေါသထွက်တယ်ထည့်လိုက်ဒါနားမထောင်လို့ဗျာထည့်လိုက်နားထောင်ရင်ဗျာသူတို့အထုကူတွေလေကျွန်တော်ပြောဆရာကြီးတွေဆရာကြီးတွေအထုကူကြီးတွေနားထောင်ရင်ကြားတယ်ကျွန်တော်တို့လို့ဗျာအထွေထွေယောဂကုဆရာဝင်တော်ကြားတယ် ျွန်တော်ကြားတယ်သူမကြားဘူးဆိုတာကျွန်တော်ကသူ့ရဲ့ဆောင်ရမ်းတော်နေလို့မကြားတာမဟုတ်ကျွန်တော်ကကျွန်တော်သမီးဆိုတော့ဂရုစိုက်မှုအပြည့်ရှိတယ်ဒီသူ့အတွက်ကကျွန်တော်သမီးကဘာမှမဟုတ်လीဘာမှမဟုတ်တော့နားမထောင်တာလုံးဝနားမထောင်တာစစ်တမ်းလေးတဲ့အဲ့မှာကျွန်တော်တော်တော်ပေါက်ကွဲတာဗျလုံးဝလမ်းဆိုင်လို့ခေါ်တဲ့အစုတ်ကအပန်တွေကလုံးဝထင်ရှားတယ်ပြတ်သားတယ်ဗျာနမိုနီယာမှလည်းကျွန်တော်သိနေပြီအဲ့နဲ့ကျွန်တော်ညီကတော့ပြောတယ်သူကူ ကျွန်တော်တို့ရိုးသေးသေးပဲနော်စောက်ပြဿနာဘာမှမရှာခဲ့ဘူးရှာရင်ရှာလို့ရတယ်သိလားခင်ထားပါတော့အဲ့ဒါတွေထားပါဟိုအာနာပါဝါပြရတာတွေလည်းကျွန်တော်ဝါသနာမပါပါဘူးအဲ့နဲ့ကျွန်တော်ညီတော်ပြောတယ်အမလမ်းဆိုင်နေကြားတယ်ကျွန်တော်တို့ကကိုအကြီးတွေဆိုအကိုတို့အမတို့ခေါ်တာဗျာသိလားဒါပေမဲ့အကြီးတွေလို့တာပြောတာပေါ့ဗျာကျွန်တော်တို့ဘတ်ကျွန်တော်တို့ဘတ်ကဟာကြီးပဲသိလားဒါပေမဲ့လေးစားတတ်မှုနဲ့ပေါ့ဗျာ ဲ့တော့အမကြီးအဲလူနာမလန်းဆိုင်နေကြနေတယ်ချာမဲ့ချက်ထင်းမှာမှတ်တမ်းထဲမှာကျတော့လန်းဆိုင်မကြဘူးလို့ရေးထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ညီကိုကောလို့ရတယ်ဗျာဆရာဝန်အချင်းချင်းနော်အားရဲအားရဲမိကိုမေးလို့အားရဲတေချာမမပြောတာအဲ့တေချာမပြောတာဆိုတော့ဗျာကျွန်တော်မေးချင်တာလူနာချောင်းစိုးရင်အစုံနားထောင်အောင်မှာခင်ဗျားတို့ကအဲ့ဒါအဲ့ဒါကခင်ဗျားနားမလည်ဘူးလားဟင်သူတို့ ဟိုလူနာအချောင်းဆိုးပါလေလို့လူနာကပြောနေတာကိုလူနာရဲ့ lens လို့ခေါ်တဲ့အစုပ်တွေကိုနားထောင်အောင်မယ်ဆိုတာဒါသည်အသက်ပေါ့ဘူးလားဗျာခင်ဗျာအဲ့နဲ့ကျွန်တော်ညီရတော့ပြေးရပြေးချောင်းပဲပေါ့ဗျာပြောပြီးတော့ပြန်လာပြန်လာပြီးတော့ခဏနေတော့ဟောက်စာချင်းတရားလုံးတင်ဆရာဝင်တရားဟောက်စာချင်းဆိုတော့ဗျာအခုမှအလုံးတင်ဆရာဝင်ပဲရှိသေးတယ်ဗျာသိလားဆောင်းကြီးအောက်ကြီးနဲ့လာပြီးတော့ချက်ကိုဗျာလာပြင်သွားတယ် လမ်းဆိုင်ကိုကလီးရပါတော့ဘာမှအဆုတ်မှဒီကလေးရဲ့အဆုတ်ကကောင်းပါတယ်ဘာမှမကြားပါဘူးဆိုတဲ့နေရာနေပြီးတော့အဲကလေးကလေးအဆုတ်ပါပေါ့နော်ခုနကကျွန်တော်ညီပြောတယ်အပန်ကြားပါတယ်ဆိုတာလာပြောစောင်းကြီးအောင်ကြီးနေဗျာမဟုတ်ဘူးကျွန်တော်ပြောပြတာလေအဲ့တော့လေဆရာဝန်ရှင်နော်ကျွန်တော်လည်းလက်မြောက်လိုက်ဒီမှာဆက်ထားရလို့တော့မဖြစ်တော့ဘူးအဲ့နဲ့ကျွန်တော်သူ့ကို ရိုးရိုးတေးတေးလေးလေးစားစားပါပဲကျွန်တော်တို့သူများရိုင်းမယ်မရိုင်းပါဘူးကျွန်တော်တို့စေးုံစင်းတော့မယ်ပေါ့နော်အာကျွန်တော်လက်မှတ်ထိုးပြီးတော့စင်းလာခဲ့စင်းလာတော့ရည်ရတယ်ကျွန်တော်လူနာမှတ်တမ်းယူပါတယ်အောင်မေးလို့လीတကယ်ဟိုကျွန်တော်တို့ဒီစေးုံမှာလူနာတွေကိုလိုက်နှိပ်ဆက်တဲ့ဒီအပြာဝစ်ထားတဲ့အလုတ်သမားတွေပေါ့ဗျာအိမ်မိမိုက်ပြောပြောတို့ပြတာနဲ့လိုက်လာတယ်လိုက်လာပြီးတော့လူနာတွေကိုဗျာနှိပ်ဆက်အော်ခွင့်ဆဲဆိုတဲ့အပွဲပေါ့ဒါပါလို့သူတို့အကြောင်းကတော့ကျွန်တော်မပြောဘူးလေဘာလို့ဆိုကျွန်တော်တို့နဲ့မတန်ဘူးဘာမှမစားနဲ့တမ်းမတူလည်း အဲ့မင်းဘက်ရလိုက်လာပြီးတော့မှတ်တမ်းစာကိုယူပါသေးလားတဲ့မှတ်တမ်းစာကိုမယူပါဘူးဗျာတို့ခင်ဗျားမှတ်တမ်းစာကိုမှခင်ဗျားတို့တာဝန်ကျဆရာဝန်အထူးကုစပွဲပေါ်မှာထားလိုက်ခဲ့တယ်အဲ့တော့လေကျွန်တော်ပြောချင်တာကလေအခုဒီဗီဒီယိုတင်လိုက်ရတဲ့ယူရချက်ကဗျာဘာပြောချင်တာလဲဆိုတော့ကျွန်တော်မသိခဲ့လို့ဘာလို့ဆရာဝန်တွေကိုဒီလောက်လူတွေကခါသီးနေလဲခါတက်နေလဲဆိုတာကိုကျွန်တော်မသိခဲ့လို့ အဆက်စီစေးုံကျွန်တော်သွားလိုက်တယ်ဗျအဲ့ရပြန်စေးပြီးသွားလိုက်တော့ဟိုမှာဆမ်မကြီးပေါမုတ်ကတော်တော်အေးအေးသိမ့်နဲ့ပြရတယ်စိတ်ကိုချမ်းသာနေရောဗျဒီမတ်တက်မှန်ရိုက်တယ်ကျွန်တော်ထင်တဲ့အတိုင်းပဲနမူနီယာတန်းပြရယ်နမူနီယာစေးတွေပေးတယ်အခုကျွန်တော်ခလေးတက်တာနေပြီအဲ့တော့ကျွန်တော်လူနာရီကိုပြောချင်တာလीကျွန်တော်ဒီဗီဒီယိုညီကုန်းချုပ်လိုက်မယ်နော်လူနာရီကိုပြောချင်တာလीမိတ်ဆွေတို့မှလုံးစရာတိတ်အများကြီးရှိတယ် ဒါလေးတွေများများရှင်ဟုတ်ကဲ့ဒါလေးများများရှင်နော်အဲ့ဒါပဲလားအဲ့ဒါတိကျပေါ့อืมနေ့ချက်ကကြတော့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ကျွန်တော်အိတ်ဆေးရုံကနေထွက်လာတဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်ချလိုက်တယ်ငါဒီ၎င်းငါမိသားစုဝင်ဒီ၎င်းနောက်နောက်မကွေမချင်းဘရောမပြည်သူစေယုံနေမသွားတော့ အတန်နေတန်ချရတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့ယူရချက်ကတော့ဒီလောက်ပဲဘယ်တော့မှလည်းပြဿနာရှာမှလည်းမဟုတ်ဘူးဘယ်ဟိုမှလည်းအတိုင်တော်တွေထူမှလည်းမဟုတ်ဘူးမင်းတို့ဆရာဝန်တွေကတပြားဆရာဝန်တွေဘောလာဘာဖြစ်တယ်ညာဖြစ်တယ်သိရမှာအောက်မှာလာဆဲတာအဲဒါဆဲတဲ့ခါကျရင်အော်ဒီလူတွေဝလုံးရှင်နဲ့တင်းကျုံပြီးရိုက်လေခြင်းပေါ့နော်စိတ်ကမကောင်းဖြစ်တာပေါ့လေကိုကတော့ medical fee အချင်းချင်းအဲ့မဲ့ဒီနေ့ကစပြီးတော့လာဆဲလို့ရရတယ်အဲ့တော့ ရတယ်ကိစ္စမရှိဘူးကျွန်တော်ကျွန်တော်အဲ့လိုစဲလို့ကျွန်တော်နာမည်တို့ခင်ဗျာမထင်နဲ့တော့ဘီလားဟာလေးပြောချင်းကဲကျေးဇူးပဲဒါကတော့ဒါကတော့ဆရာဝန်ကြီးနဲ့တရားအမိမှန်ရတော့တာပေါ့နော်အဲအဲကြောင့်လူတွေစကပုံကြည့်နေပြန်နော်အကိုကိုဝိုင်းနာမကိုတည်တယ်ဆိုတာနော်အဲဆရာဝန်ကနေပြီးတော့ဆရာဝန်တော့ပြရင်မှသူကဒီအကျွတ်တရားရတော့ကြပြန်နော်ဆိုတော့အရင်ကတော့ဆရာဝန်ကိုသူကထိရင်တော့သူကလည်းဆရာဝန်ဆိုတော့ဆရာဝန်ဖက်ကနေပြီးတော့ နာတိုင်းလေးရှိရပါတော့ဆိုတော့အခုအရှင်ကစားပြီးတော့သူက free နော်ဆရာမလေးဝဆစ်ရှင်တော့ဆေးလို့ရပြီဆိုတော့ဒါသူရဲ့အတွေ့အကြုံလေးနော်ဆရာမလေးကိုတိုင်ကဆရာမလေးကိုတော့ပြတဲ့အချိန်ကြမှာဆရာမလေးအကြောင်းကိုသိနေရတဲ့ဒီဆရာမညီလေးရဲ့အဲစကားလေးတွေပါဆိုတော့ဒီဟာလေးကမှတ်သားကြရလေးကတော့ကိုဝိုင်းနာမကိုတည်တဲ့ဆိုတာရဲ့နောက်တစ်ခုကြတော့ဗျာကျွန်တော်ဒီညာဂျူတီတွေမှာဆရာဝန်ကြီးတွေအဲ့လိုပါရဂူတွေမရှိဘူးလို့ပြောတယ်ဗျာเนาะဒီအလောက်တင်ဆရာဝန်လေးတွေရှိလို့ပြောတယ်ဆိုတော့အရေးပေါ်အဲ့တော့ညာအာ ညာအရှိမတော်တော့တဲ့လူတွေနော်ဒါဒီဆရာဝန်ကြီးတွေမရှိဆိုတာလည်းအမှိုက်ထားကြပါနော်ဒါဒီညီလေးပြောတာပါကျွန်တော်ပြောတာမဟုတ်ပါဘူးဆိုတော့ကဲဒါတော့သင်ခန်းစာလေးကတော့ကိုဝိုင်းနာမကိုတကယ်သိရဆိုတဲ့အကြောင်းလေးပါဆိုတော့ view file ကတော့တောင်းတဲ့အဆုံးသတ်လိုက်ပါလေဒါဘူးကြားလေးပါနော်နောက် view file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video